Hey yo အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့ Zorgi Gaming ပါ Okay ကျွန်တော်တို့ဒီနေ့မှာကတော့ Collider Skin တကောင်းကိုအလကားနီးနီးရတော့မယ်ဗျထင်မထားလောက်တဲ့ဈေးနဲ့ကိုရတာကျွန်တော်ကိုယ်တိုင်တော့မဟုတ်အိုးလုံးဝ surprise and all သွားတယ်ဗောနော် Okay ဒီနေ့ကျွန်တော် Advance ပါမှာရောက်ရှိနေတဲ့ Collider Event ကြီးကိုကျွန်တော်ကိုယ်တိုင်ဖောက်ပြသွားပေးမယ် Okay ဘယ်တော့ကုန်မလဲဆိုတော့ဗောတခါတည်းတွက်ပြသွားပေးမယ်ဗျဒါဆိုဗီဒီယိုလေးကိုစလိုက်ကြရအောင် โอเคคอลเลกเตอร์อีเวนต์เนี่ยเราတို့ advance ဆာပါမှာရောက်ရှိနေပြီဒါပေမဲ့ကျွန်တော်စိတ်မကောင်းစရာတကူอ่ะတန်ဒရော့လဲ့မယ်ဆိုလို့ရှိရင် Natalia Collector ကိုလည်း free ပေးမသွားဘူး eBay skin ကိုလည်း free မပေးဘူးဒါပေမဲ့ Collector skin တကောင်တော့ကျွန်တော်ရခဲ့တယ်ပေါ့เนาะဘလို့ရလဲဆိုတော့ကျွန်တော်10ချိန်ပဲလဲ့တာကို Collector skin တန်းပေးသွားပြီးတော့လွန်နေဗျာကျွန်တော်ရှေ့မှာပြခဲ့တယ်โอเคကျွန်တော်သေချာလေးရှင်းပြပေးမယ်ဗျာ ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ collector event ကြီးကဆိုရင်ဖြစ်တလားဟိုတစ်ချိန် collector second နေအများအမ်းပြောင်းသွားလိမ့်မယ်အခွေတလားဟိုတစ်ချိန်เนาะ Okay တလားဟိုဘယ်နဲ့ရလာမလဲဆိုရက်30တိတိလာလိမ့်မယ် event ကြာချိန်ပေါ့เนาะ event ကြာချိန်ရက်30လာလိမ့်မယ်ရက်30ပြီးသွားလို့ရှင်နောက်တလားရောက်ပြီဆိုရင်နောက်ထပ် second တွေထပ်ပြီးတော့ပြောင်းတော့မယ်ဗျာ Okay အဲ့ဒီတော့ကြောင့်မို့ကျွန်တော်တို့တွေစောင့်မျှော်နေတဲ့ collector second တွေအရဆိုရင်ဖြစ်ကျွန်တော်တို့စီကိုတလားမဟုတ်တလားတော့ရောက်လာလိမ့်မယ်ဗျ ဒါရင်ပဲလားဆိုတော့လည်းမဟုတ်သေးဘူးကျွန်တော်တို့ဒီ event ကြီးကို COA Aura or Crystal နဲ့ပါ follow လို့ရတယ်ဗျာ Okay အဲ့တော့ကြောင့်မို့ Aura or Crystal တွေစုထားယူတဲ့အစီအပြေကျွန်တော်တို့တွေအရင်တော့ collateral skin ဖောက်မယ်ဆိုရင်ဂုံးစင်းမှာနော်ဂုံးစင်းမှာနော်တခါလဲတန်းဖောက်တာမဟုတ်ဘူးဂုံးစင်းမယ်ဆိုလို့ရှင် COA 3500လိုအပ်တယ်ဗျာ Okay ဒါပေမဲ့ဒီတခါမှာတော့ COA 3500မဟုတ်ဘူးဗျာဘလောက်ကုန်မလဲဆိုရင်ကျွန်တော်တခါလဲတွက်ပြသွားပြီမြင် โอเคကျွန်တော်တို့တွေ event ရဲ့တက်တန်းရက်30ရှိတယ်10ချိန်လက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေ eight chain coin ခု100ရရတယ်ဗျာကျွန်တော်တို့တွေ eight chain coin 800ဆိုလို့ရှိရင် collector skin တစ်ကောင်ကိုလဲလို့ရတယ်အဲ့လိုကြောင့်မို့ကျွန်တော်တို့တွေလှည့်ရမယ့်အချိန်ကြီးက80ပဲဗျာโอเคတကယ်လို့ကန်ဆိုးရလူဆိုရင်85ချိန်လောက်ပေါ့အဲ့ထက်တော့ပိုမသွားဘူးဗျာအဲ့တော့ဆိုကျွန်တော်တို့က event ရက်30ကြာတယ်ဆိုလို့ရှိရင်ကျွန်တော်တရက်ကိုတစ်ချိန် daily short ဈေးနဲ့ဖောက်သွားမယ်ပေါ့နော် โอเคတရက်ကိုတစ်ချိန်ဆိုတော့ဗျာတစ်ချိန်ကို25လုံးဒိုင်းမွန်းနဲ့မဟုတ်နဲ့ COA နဲ့ဖောက်ဗျာ COA နဲ့ဖောက်လိုက်ပါတော့ COA 25ခုနဲ့ရက်30ဖောက်မှာဆိုရင်950ပဲကုန်နေမယ်950ဆိုရင် draw 30ရလိမ့်မယ်ဗျဒီထဲမှာ even video win တွေကိုဘယ်လို show လိုက်ရပြော even video win တွေနဲ့6ကပ်ပဲရတယ်ဒါပေမဲ့နိုင်ငံခြားက YouTuber တွေပြောထားကြ original server ရောက်လို့ရှိရင်16ကပ်ရမယ်လို့ပြောထားတယ်ပေါ့နော် โอเคထားလိုက်တော့6ကပ်ပဲထားလိုက်ပြီးတော့16ကပ်ဒီထက်မတွေ့သေးဘူး16ကပ်ရရင်ပိုးပြတ်တော့လွယ်တယ်โอเคဒီက6ကပ်မဟုတ်ဘူးနဲ့10ကပ်တွက်လိုက်မယ်10ကပ်နဲ့ခုနဒေါ30နဲ့ဆိုအကျိန်40အကျိန်40ပြီးသွားတဲ့အခါမှာကျွန်တော်နောက်ထပ်ကြံတဲ့အကျိန်40ကိုစတားလိုက်ဖွင့်ထားမယ်ဆိုလို့ရှိရင်ရှော့သေး450တန်ဒေါ်နဲ့ပေါ့နော်10ကျိန်450တန်ဒေါ်နဲ့ကျွန်တော်တို့အကျိန်40ပေါ့နော်လေးကတိတိလှည့်ပေးလိုက်မယ်ဗျာဒါဆိုလို့ရှိရင်ကျွန်တော်တို့စုစုပေါင်း COA 2550ပဲကုန်လိမ့်မယ် collector တကောင်လုံးရပြီ2050ကျွန်တော် daily dose နဲ့တရက်ကိုတစ်ကြိမ်လှည့်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့တွေက950ပေါ့နော် COE 950ကုန်မဲ့အကြိမ်40ကိုတစ်ခါတည်းတန့်လဲမှာဖြစ်တဲ့အတွက်ကြောင့်မို့1800ကုန်မဲ့ပေါ့နော်အဲ့ဒီအတွက်ကြောင့်ပေါင်းလိုက်မှဆို2550ပဲကုန်မဲ့โอเค2050တဲ့နဲ့ကျွန်တော်တို့တွေ collector တကောင်ရတန်လမ်းမတန်ဘူးလားတန်တာပေါ့ဒါအပြင်ကျွန်တော်ဂျူဂျူပေါ်မှာတွေးလိုက်တယ်ပြတကောင်ဖောက်တာပေါ့နော်ပထမဆုံး first stand round မှာ guishin collector skin ကိုတန့်ပေါက်သွားတယ်ဗျာ โอเคကျွန်တော်ရှင်းမှာပြထားခဲ့တယ်ဗောနော်အဲ့ဗီဒီယိုသူ့ဗီဒီယိုဗျ cushion quarter skin တကောင်တန့်ပေါသွားတော့တကယ်ကိုကျွတ်ဆင်ကြီးလို့ပြောလို့ရတယ်ဗျာโอเค quarter skin လည်းတန့်ပေါမယ်ဒါအပြင်ကျွန်တော်တို့ COA လေးနဲ့ပါဂုံးလို့ရတယ်ဆိုတော့ပိုးတန်တယ်ဗျာပြီးတော့အားလုံးသိရင်နေကြတယ်ကျွန်တော် Starlight Member ဝန်တာနဲ့ COA 300အလကားရမှာလား Okay ဒါတော့စိတ်မကောင်းစရာပဲဗျာ Starlight Mamba ဝင်ထားတာနဲ့ကျွန်တော်တို့တွေ COE 300လက်ကားတော့ရမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ Diamond 300နဲ့ Starlight Cat ကိုဝယ်လိုက်ပြီဆိုမှကျွန်တော်တို့တွေက COE 300ကိုရမယ်ဗျာ Okay ဒါကတော့ brother တို့မြင်တဲ့အတိုင်းပဲဗျာကံကောင်းတာတခုကကြောင့်ကျွန်တော်တို့တွေ quarter skin မှာတန့်ပေါက်သွားနိုင်တာဆိုတော့ကြောင့်တော်တော်လေးသဘောကျမိတဲ့ event လို့ပြောလို့ရတယ်ဗျာကျွန်တော်တို့ COA နည်းနည်းလေးနဲ့ဂုံးလို့ရမယ်ပေါ့အလကားနည်းနည်းလို့ပြောလို့ရတယ် COA တွေအကြောင်မခုကလေးကကျိုးစုထားလို့ရတယ်ဗျ COA လေးတွေကိုကျိုးစုထားလိုက်ဗျာ ဘာလို့လဲဆိုရင်ဒီ event ဟာတလောက်ကိုတစ်ကြိမ်လာတိုင်းကိုဇက်တိုက်လာတော့မှဖြစ်တယ်ဗျာ Okay ကျွန်တော်ဒီ event လာမဲ့ date ကိုလည်းအရင် video မှာပြောပြပြီးခဲ့ပြီပေါ့နော်အဲ့ video မှာသွားကြည့်လို့လည်းရတယ်ဗျာတကယ်အသေးစိတ်ကိုတော့အဲ့ဒါကြောင့်မကျွန်တော်အလကားနီးနီးလို့ပြောတာ COA တွေကလည်းကျွန်တော်တို့ရဲ့အလကားနီးပါးကိုရရတယ်ဗျာ COA ဂုံးတက်တဲ့လူကြီးလည်းဂုံးလို့ရတယ်ကျွန်မဂုံးတက်လည်းကျွန်တော်ဗီဒီယိုလေးတွေတင်ပေးထားတယ်ဗျာ COA များများစုနီးပေါ့နော်တလာတိုင်းနဲ့ကျွန်တော် COA 4000လောက်ရအောင်ကျွန်တော်စုခဲ့တယ်အဲ့လိုစုနီးလည်းကျွန်တော်တင်ပေးထားတယ်ပေါ့နော် โอเคကျွန်တော်ဒီနေ့ဗီဒီယိုလေးရောဒီလောက်ပါပဲဗျအားလုံးစုံနေကြည့်ရှုပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်ဗျ